မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့ထုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့မြန်မာစာဘာသာရပ်ဖြစ်ဆိုနေမှုကိုလှည့်လည်ကြည့်ရှုအားပေးတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဝင်းကြီးမြတ်ဟာမတ်လ18ရက်နေ့နက်ပိုင်းကကျောင်းသားကျောင်းသူများရဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့မြန်မာစာဘာသာရအအေးချမ်းစွာဖြည့်ဆည်းနေမှုကိုလှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရှိရပါတယ်။ဦးစွာဝင်းကြီးချုပ်နဲ့အဖွဲ့ဟာတိုက်ကြီးမြို့နယ်ရှိအခြေခံပညာနှင့်စက်မှုဆိုင်ပြမွေးမြူရေးအထက်တန်းကျောင်းတိုက်ကြီးနဲ့ဖလုံအထက်တန်းကျောင်း မော်ဘီမြို့နယ်ရှိမြောင်းတကာအခြေခံပညာအထက်တန်းကျောင်းနဲ့အမတ်တအခြေခံပညာအထက်တန်းကျောင်းများတွင်2025ခုနှစ်တက္ကသိုလ်ဝင်ဆာမူဝဲပထမနှစ်မြန်မာစာဘာသာရပ်ဖြည့်ဆူနေကြတဲ့ကျောင်းသားကျောင်းသူများအားလက်လံကြည့်ရှုအားပေးပြီးကျောင်းသားကျောင်းသူများ၏မိဘများအားရင်းနှီးနှီးနှုတ်ဆက်ပါတယ်အခုလိုအားပေးကြည့်ရှုရာ ကျောင်းဝန်ကြီးများမြို့နယ်ပညာရေးမှုများသက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှုများနဲ့တာဝန်ရှိသူများကစာစစ်ဌာနများအလိုက်ဆောင်ရွက်ထားရှိမှုတက္ကသိုလ်ဝင်စာစစ်ဌာနများဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြကြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသားကျောင်းသူများစိတ်အေးချမ်းစွာဖြည့်ဆည်းနိုင်ရေးအလေးထားဆောင်ရွက်ကြမှာဖြစ်ကြောင်း ဆရာဆရာမများနဲ့သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်းစာမူးပွဲစီမင်းစည်းကမ်းလှုပ်ထုံးလုပ်နည်းများနဲ့အညီ2025ခုနှစ်တက္ကသိုလ်ဝင်စာမူးပွဲအောင်မြင်စွာပြီးဆုံးတဲ့အထိဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြမှာဖြစ်ကြောင်းစာမွေးကျင်ပါစဉ်ကာလတွင်လိုအပ်သည်များနှင့်ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါကအချိန်နဲ့တပြည့်ညီတင်ပြပေးကြရင်လည်းအမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်းပြောကြားပါရယ်။ရန်ကုန်တိုင်းဒေသကြီးတွင် စာစစ်ဌာန90ခုတွင်တက္ကသိုလ်ဝင်စာမွေးဖြည့်ဆည်းရန်အတွက်ကျောင်းသားကျောင်းသူ 3963ဦးစည်ရင်ပေးသွင်းထားပြီးပထမနေ့မြမစာဘာသာရက်ကိုចောင်းသားចောင်းသူ3968ဦးဝင်ရောက်ဖြည့်ဆို့ကြရာဖြည့်ဆို့မှုရာခိုင်နှုန်းမှာ95တသမ43ရာခိုင်နှုန်းရှိကြောင်းသိရှိရပါရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါနောက်ဆုံးနေ့ဆက်မဲ့တင်ကတော့ပြည်သူ့စစ်မှုထမ်း MSN စတေးတင်နန်းဖွံ့ဖွဲခြင်းပါတဲ့တင်ဖြစ်ပါတယ် ပြည်သူစစ်မှုထမ်းအမတ်စဉ်၁၁တင်နန်းဖွံ့ဖွယ်ခန်းနာကိုမရှလာ၁၉ရက်နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ဂျိုးဖြူဒေသရှိနေမြေကန်တင်နန်းကျောင်းနေပြုလို့ရရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနေမြေကန်တင်နန်းကျောင်းကြာဦးကြီးဗိုလ်မှူးချုပ်မြို့မင်းတန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်ဦးစီချုပ်ဗိုလ်မှူးကြီးတပ်ပိုင်စောတမရော်ရရှိကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့အုပ်ချုပ်သူနည်းပြများတယောက်ကြောင့်သိရပါဗျ။ရှေးဦးစွာကျောင်းအောင်ကြီးအားတင်နန်းသားတက်ခွဲများကအလေးပြုကြပြီးနိုင်ငံတော်အလံကိုအလေးပြုကြကကျောင်းအောင်ကြီးကတင်နန်းဖွဲ့မိကိုပြောကြပါဗျ။ အဒီနောင်ရခိုင်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝင်ကြီးများကတင်နန်းသားတက်ခွဲများကိုရှင်းနေနေလိုက်လံနှုတ်ဆက်ကြပြီးဝင်ကြီးချုပ်ကစားတောက်ဆရာများနဲ့ဂုဏ်ပြုငွေများပေးရရာเจ้าဦးကြီးကလက်ခံကြောင်းသိရပါဗျ။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။